ဒီနေ့ဟာဆိုရင်တက္ကသိုလ်ဝန်ထမ်းចောင်းသားလေးတွေတင်ချဖြည့်တဲ့နေတာဖြစ်ပါရှင့်တက္ကသိုလ်ဝန်ထမ်းဖြည့်တဲ့အချိန်ကာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ကိစ္စရပ်လေးတွေနဲ့ခရက်လေးတွေကိုကျွန်မသတင်းလေးအနေနဲ့အနည်းငယ်တင်ဆက်ချင်ပါရှင့်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် IMK ဖြစ်ပါတယ်ဒီနေ့ပြဿနာ view ဖန်လေးရဲ့ line မှာရောင်းမှနေမယ်ကြီးတက္ကသိုလ်ဝန်ထမ်းဆောင်မွေးပွဲဖြည့်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒီမှာပြည်သူရှင်းပြထားရဲကျွန်တော်အတူနားဟန်ကြည့်အောင်စက်ဝင်စားဖို့ကောင်းလို့ဘူးဒရလည်းရရပါတော့ဒီခုတော့နာမည်ကြီးနေတော့ဒီမိခိုးနေရာလေးရန်ခတ်ခဲ့တယ်ဒီကျောင်းကျောင်းသားတွေလည်းဆောင်ဝဲကိုမဖြည့်ဆွနိုင်ကြဘူးလို့ပြောတန်ကြတယ်ပေါ့နော် ုတ်ကဲ့ကျွန်တော်ဒီဘူဖန်လေးကိုတူကြည့်ကြည့်လဲအောင်ဒီနေ့ဟာဆိုရင်တက္ကသိုလ်ဝန်ထမ်းចောင်းသားလေးတွေသင်ချာဖြည့်တဲ့နေတာဖြစ်ပါရှင့်ပြီးတော့တက္ကသိုလ်ဝန်ထမ်းဖြည့်တဲ့အချိန်ကာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ကိစ္စရလေးတွေနဲ့ခရက်လေးတွေကိုကျွန်မသတင်းလေးအနေနဲ့အနေနဲ့တင်ဆက်ချင်ပါရှင့်ဒါလေးကိုမတင်ဆက်ခင်မှာကျွန်မအနေနဲ့သတင်းလေးတစ်ခုလည်းဖတ်ပြပါမယ်ရှင့်မြန်မာနိုင်ငံအတွင်းမှာဆိုရင် လက္ခဏာဝန်ထမ်းစာအုပ်ပဲဖြည့်ဆို့ဖို့အတွက်ဖောင်တန်နဲ့သူက2243ရှိရလို့သိရပါရှင့်အဲ့ဒီမှာလာရောက်ဖြည့်ဆို့တာက2889ဥသာစာအုပ်ပဲလာပြီးတော့ဖြည့်ဆို့ပါရှင့်ဒီတော့1954ဥကစာမွေးပွဲလာပြီးတော့မဖြည့်နိုင်ပါအောင်ရှင့်အဲ့ဒီမဖြေနိုင်တဲ့အကြောင်းသားတွေကဆိုရင်ရခိုင်ပြည်နယ်ကအကြောင်းသားတွေလည်းအများကြီးပါဝင်သလိုလက်နက်ကိုင်ပြိပကဖြစ်ပွားနေတဲ့နေနေရအကြောင်းသားတွေလည်းအများကြီးပါပါရှင့်စစ်မောက်နိုင်ငံမှာလက်နက်ကိုင်ပြိပကကြောင့်အကြောင်းသူအကြောင်းသားတွေရဲ့စာမွေးပွဲဖြစ်ဆိုခွင့်တွေ ပျက်စီးဆုံးရှုံးနေရတာစိတ်မကောင်းဖြစ်ဖို့ကောင်းပါရဲ့ရှင့်ဒီတော့ကျွန်မအနေနဲ့ပေါ့နော်ဒီသတင်းလေးနဲ့ချိတ်ဆက်ပြီးတော့တင်ပြချင်တာမနေ့ကကျွန်မ Facebook group တစ်ခုကိုသွားပြီးတော့လေ့လာပါတယ်အဲ့ group ကတော့တက္ကသိုလ်ဝန်ထမ်းကျောင်းသားလေးတွေနဲ့မိဘတွေစုပြီးတော့ဖွဲ့ထားတဲ့ Facebook group တစ်ခုဖြစ်ပါရဲ့ရှင့်အဖွဲ့ဝင်အားကတသိန်းခွဲကျော်လောက်ရှိပါတယ်အများကြီးပေါ့နော်သူတို့ကဒီ group လေးကိုဘာကြောင့်ဖွဲ့ထားလဲဆိုတော့ဒီကျောင်းမှာပတ်သက်တဲ့အခက်အခဲလေးရင်းခွင့်ကြရတယ်ပြောဆိုကြရတယ်ခုညတောင်းကြရတယ်ဒါအပြင်ကိုမနေ့ကဆိုရင်စာမွေးပွဲမိကုံးလေးညှောက်ဝေတာပေါ့နော်ဟိုစာမွေးဖြည့်တဲ့လူဆိုရင်ဒါကျမတို့ကနေပြီးတော့ ဖြေရတဲ့မေကွန်ပုံစံပေါ့ဒီအတွက်အဖြေလေးတွေပြောပြပါပေါ့ဆိုပြီးတော့အဲ့လိုမျိုးလေးတင်းကြတာပေါ့နော်ဒီအတွက်ကိုသူတို့ဖွဲ့ထားတာပေါ့ရှင်အဲ့ဒီမှာရှင်းဖွင့်ကြတယ်ရှင်းဖွင့်ကြတဲ့အခါကျတော့ကျွန်တော်ចောင်းသားလေးရှင်းဖွင့်တာအများကြီးတွေ့ပါတယ် AR တိုင်းရန်ကုန်မန္တလေးနေပြည်တော်နဲ့မွန်ပြည်နယ်ကအင်္ဂလိပ်စာမေကွန်တွေကအရန်ခတ်ခဲပြီးတော့ကလေးတွေတော့များများမဖြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးရေးသားထားတွေ့ရပါတယ်ရှင် တဆွေကြောင့်လည်းစိတ်သက်ကြပြီးတော့မဖြေကျင်တော့ဘူးဆိုတဲ့ပုံစံလေးလည်းရှင်းထားပါပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံမှာတဘာသာကြလို့ရှိရင်ဂျန်နဲ့ဘာဆမွက်ကြရပေါ့ရှင်းတဘာသာကြရင်ဆမွက်ကကြသွားပြီပေါ့နော်။အဲ့တော့ဒီတဘာသာမှာတက်သွားတယ်ဆိုတော့နောက်ထပ်စိတ်သက်ကြသွားတာပေါ့နော်။အော်ငါကြပါပြီဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးဖြစ်သွားတာ ਨੇ တူပါရှင့်။ဒီတော့မေးခွန်းနေကတော့ပါမှန်ကြည့်မယ်ဆိုတော့အော်ဆာမမကြက်တာမေးခွန်းကခတ်မှာပေါ့မေးခွန်းကခတ်တာမဟုတ်ပါဘူးနင်တို့ကဆာမမကြက်တာဆိုပြီးတော့လူကြီးတွေပြောကြမှာပဲရှင်ဒါပေမဲ့ကျမနိုင်ငံရဲ့လက်ရှိအခြေအနေကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်ကလေးတွေဟာပညာသင်ကြားခွင့်အတွက်ရရှိတဲ့အခွင့်အရေးတွေမတူဘူးရှင့် အဓိကမိဘတွေရဲ့စီးပွားရေးအခြေအနေမိဘတွေမိဘတွေဘဝခက်ခဲပေါ့နော်အခြေအနေအပြင်ကိုအခုဆိုရင်လက်နက်ကင်ဖိပကတွေဖြစ်နေတော့ဒီလိုတိုက်ပွဲဖြစ်နေတဲ့ဒေသကကလေးတွေဆိုရင်ပညာသင်ယူနိုင်တဲ့အခွင့်အလမ်းကတခြားကလေးနဲ့တူဖို့မတူချက်ငွေကြေးချမ်းသာရဲ့သားသမီးတွေကတော့ဟုတ်တာပေါ့နော်အချိန်တန်ကြောင်းကောင်းကောင်းထားမယ်ပြီးတော့ကောင်းမွန်တဲ့ guide တွေသင်မယ်ကလေးကိုအချိန်ပြည့်ပေါ့နော်စောက်ရှောက်မယ်အာဟာရပြည့်အောင်ကြွေးမယ်ဂျမိုင်းယူဆိုင်မယ် ဆောင်ဘက်အာရုံစိုက်ခိုင်းမယ်။ဂျန်တဲ့မိသားစုဒုက္ခတွေအပူပန်တွေဘာမှတွေးစရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ပညာသင်ကြားခွင့်ရတဲ့ကလေးတွေကတော့ဒီမဲကုန်းဟာလွယ်ကောင်းလွယ်ပါလိမ့်မယ်ရှင့်။သူတို့စာရရတယ်ပေါ့နော်။ဒါမဲ့ဘဝခက်ခဲတွေနဲ့မိသားစုအပူပြေကိုမျှဝေယူပြီးတော့ခက်ခဲမှုပေါင်းများများစွာနဲ့ဖြေရတဲ့ចောင်းသားလေးအတွက်ကြတော့ဒီမေးခွန်းခက်တယ်လို့ပြောတာကကျမတို့ကိုချင်းစာကြည့်လို့ရပါတယ်ရှင့်ဒါကတော့နိုင်ငံမှာနိုင်ចောင်းသားတွေပေါ့နော်ရရှိထားတဲ့အခွင့်အရေးမတူတဲ့အတွက်အရေးချင်းတွေကွာခြားနေပါတယ်ဒါကြောင့်နေတို့စာမမရတာစာမရတဲ့အတွက်မေးခွန်းကခက်မှာပေါ့ဆိုတော့ တမတ်ချက်ကဟိုးရင်ခက်တွက်တော့မှန်မှန်လည်းမယ်ဒီခက်တွက်ကတော့ចောင်းသားအလုံးကိုစားမပြူရှင့်ចောင်းသားတွေဘဝပုံစံတွေကအရင်ခက်နဲ့လုံးဝမတူဘဲနဲ့အင်မတန်ခက်ခဲနေတဲ့အတွက်ကျမကတော့ဒီတမတ်ချက်ဒီအဖြေဘောနော်သူတို့အလုံးကိုစားပြူနေလို့လက်မခံကျင်တော့တာပါရှင့်ဒါကြောင့်ကျမဒါလေးကတော့ဈာပြန်နေနဲ့ပြောပြဖြစ်ပါရှင့်ကျမအနေနဲ့နိုင်ငံတော်မှာတာဝန်ရှိရသူတွေပေါ့နော်အဓိကပညာရေးနဲ့ပတ်သက်တဲ့နေရာမှာတာဝန်ရှိရလူကြီးများများအောင်ကျမအနေနဲ့အကြံပြုတင်ဆက်ချင်တာလေးရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျမတို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ကလေးတွေရဲ့တက္ကသိုလ်ဝန်ထမ်းအောင်ချက်ပါရှင့်။ ကလေးတွေဟာဆိုရင်တက္ကသိုလ်ဝန်ထမ်းအောင်ချက်တွေကောင်းမှဖြစ်မှာပါဘလောက်ထိကောင်းအောင်မလဲဆိုရင်60ရာခိုင်နှုန်းကျော်လောက်ထိကောင်းမှဖြစ်မှာပါရှင့်။ကျမအနေနဲ့ကတော့ပညာရေးဆိုတာ quality ရှိတာတော့ကောင်းတာပေါ့နော်။ဘလို့ပဲဖြစ် quality ကတော့လိုချင်ကြတာပဲနိုင်ငံတိုင်းကတော့ဆောင်ပွဲပွဲမိန်းကုန်းတွေကိုပညာပြတာလို့ခတ်တာကိုလောက်တာလို့ဆိုတာလေဒါတော်တဲ့ကျောင်းသားတွေထွက်ပေါ်လာစေချင်လို့လောက်တာလို့ပဲကျမခံယူရဲပေါ့နော်။ဒါရည်ရွယ်ချက်ကောင်းပါလေ။ဒါပေမဲ့တေချာတာတစ်ခုကတော့ကျမတို့လက်ရှိအခြေအနေအရာကလေးတွေအားလုံးကကျောင်းပတ်ဝန်းထဲမှာရှိနေမှာဖြစ်မှာပါရှင့်။ ဒါကြောင့်ကျမအနေနဲ့ကတော့ဗောနော်ဒါကျမရဲ့တကူစားစဉ်းစားမိရဲ့ကိစ္စလေးပါရှင်ဒါလေးကျမအကြံပြုပြီးတင်ဆက်ပေးတာဖြစ်ပါတယ်။အောင်ချက်ကောင်းနေဆိုရင်ကျမတို့လူငယ်တွေတော်တော်များများကဲတဲနိုင်မယ်လို့မျှော်လင့်နေရှင့်။ကျမတွတ်ဆချက်လေးကတော့ရိုးရှင်းပါတယ်ရှင့်။အခုဆိုရင်ကျမဒီကိန်းကနန်းတွေကိုပြောပြတာဗောနော်အလကားပြောပြတာမဟုတ်ပါဘူးရှင့်။တရားလေးနှိုင်းရှင်ပြီးတွတ်ချက်ချင်းလို့ပါ။စံပွေးပွဲဗောနော်တက္ကသိုလ်ဝန်ထမ်းဖြီးပြီးတော့မှအလောက်ကအခွင့်အလမ်းတွေပညာသင်ခွင့်တွေကကျမနိုင်ငံမှာရတာရှင့်။ကျမနိုင်ငံမှာ တက္ကသိုလ်ဝန်ထမ်းမအောင်သေးတဲ့သူအတွက်အလောက်ကန်ခွင့်လန်းပညာရဲ့အခွင့်အလမ်းကိုတေချာဖော်ဆောင်တာမရှိဘူးရှင့်ဒီတော့ဒီတကားချက်ကိုဖွင့်နိုင်မှာဖြစ်မှာဒီတကားချက်ကိုဖွင့်ဖို့ဆိုတာလေခေတ်ကာလအရာမိဘတွေရဲ့စီးပွားရေးအရာနိုင်ငံရေးအခြေအနေအရာအင်မတန်ကိုအင်အားချိနဲ့နေကြတယ်မိဘတွေဒီတကားကိုတုံးကန်ဖွင့်ဖို့မပြောနဲ့လက်လေးနဲ့တုံးဖွင့်ဖို့တော့အားမရှိဖြစ်နေကြရဲ့ရှင့်ဒီတက္ကသိုလ်ဝန်ထမ်းဖြေဖို့အတွက်ကိုတစ်နှစ်စာပဲကြောင်းထားပေးနိုင်တဲ့မိဘတွေလည်းရှိရဲ့ရှင့်ဒီတော့ စေတန်းလာမဖြေတဲ့စေတန်းကျမတို့ခက်ကတော့စေတန်းပေါ့နော်12တန်းပေါ့ရှင်12တန်းလာမဖြေတဲ့ကလေးကတောင်းတထောင်ကျော်ရှိတယ်အဲ့ဒီမှာဆုံးရှုံးမှုကတစ်ခုလူငယ်တောင်းတထောင်ကျော်နော်ဆုံးရှုံးမှုတစ်ခုရှိနေပြီလာဖြေတဲ့နှစ်သိန်းကျော်ကလေးတဲ့မှာမအောင်ချက်မကောင်းဘူးကလေးတော်တော်များများစာမွေးပွဲကြမယ်ဆိုအဲ့ဒီမှာဆုံးရှုံးမှုကတစ်ခုအဲ့ဒီမှာမှရောင်းပြတတ်တဲ့ကလေးတော့ရှိလက်မယ်ထားနိုင်တဲ့မိဘပြန်ထားမှာပဲမထားနိုင်တဲ့မိဘဆိုရင်ပဲ့ထွက်သွားမယ်ကလေးထထွက်လာအောင်မယ်ဒီတော့ကလေး1000 3000လောက်က ီတကားချက်ကိုမဖွင့်နိုင်ဘူးဆိုရင်ဒီကလေးဟာကလေးကချီလည်းဖြစ်သွားနိုင်ပါရဲ့ရှင့်ပီတီရဲ့အကြမ်းမတ်သမားလည်းဖြစ်သွားနိုင်ပါတယ်ဓမြလည်းဖြစ်သွားနိုင်တယ်လူတော်သမားလည်းဖြစ်သွားနိုင်တယ်မျိုးစုံဖြစ်သွားနိုင်တယ်ရှင့်ကလေးတယောက်ဘဝကဆုံးဆုံးမြုပ်ပြီးပျက်စီးသွားတဲ့အထိဖြစ်နိုင်ပါရဲ့ရှင့်ဒါဟာကျမတို့မြန်မာနိုင်ငံလက်ရှိကြုံနေရတဲ့အခက်အခဲပါပဲကျမ data တွေနဲ့အခြေခံပြီးတော့ပြောပြတာဖြစ်ပါတယ်နော်အဲကြောင့်လဲဆိုတော့ကျမတို့ကတချို့ຢာလေးတွေမှာကနည်းနည်းဘယ်လိုပြောရမလဲရှင်စာအုပ်ကြီးတိုင်းလုပ်လို့မရတဲ့အခြေအနေတွေရှိတတ်တယ်ပေါ့နော်နည်းနည်းပြန်ပြီးတော့ငဲညာမယ်ကိစ္စလေးရှိမယ် ခေတ်ကာလကိုကြည့်ပြီးတော့ကျမတို့တင့်တယ်လို့စီမံရတဲ့ကိစ္စလေးတွေနိုင်ငံတော်မှာရှိမှာပါရှင့်ဒါကြောင့်ဒီနှစ်ကတော့ကျမအနေနဲ့ကျမရဲ့တွက်ချက်ကိုရဆင်ပါတော့ကျမတို့ prime media အနေနဲ့တရားလေးတွက်ချက်ကြည့်လိုက်တဲ့ခါကျတော့ကလေးတွေအောင်ချက်ကောင်းမှဖြစ်မှာရှင့်ကလေးတွေကိုအကြောင်းပရဝေါ်ထဲမှာထည့်ထားနိုင်မှဒီကလေးတွေရဲ့ဘဝတက်လန်းကျမတို့တုဆွမ်းအရင်းနှစ်တွေမဆုံးရှုံးမှာပါရှင့် ဒါကြောင့်အောင်ချက်ကောင်းမှုအတွက်ကတော့အခုကတော့ကလေးတွေကိုတော့ကျွန်မအရှိရတရားတော့ပြောပါတယ်စာသေးစာကြက်ကြပါလောက်ကြပါဘုံတော့အခုကကလေးတွေကိုပြောလို့ရတဲ့အပိုင်းမဟုတ်တော့ဘူးဒီချိန်ကမမီတော့ဘူးဘုံတော့ဖြည်နေကြပြီမိခိုးနေရလဲခတ်တာလဲရှိမဲလွဲတာလဲရှိမဲသူတို့အားလုံးကြုံခဲ့ရပြီးပြီမိဘကြီးလည်းအခက်ခဲတွေနဲ့စိတ်ညစ်မှုတွေနဲ့ဖြစ်ပြီးပြီဘုံတော့ဒီတော့နိုင်ငံတော်အပိုင်းမဲ့ရှိပါတော့တယ်ရှင့်နိုင်ငံတော်အောင်ချက်အပေါ်မှာရှော့ပေါ့ပေါ့လေးနဲ့လှုပ်ပေးမယ်ဆိုတော့ဆယ်တန်းအောင်တဲ့ကလေးတွေပေါ့နော်ကျမလည်းရောပြန်ပြီရှင်12တန်းပေါ့ရှင်12တန်းအောင်တဲ့ကလေးတွေများလာမယ်ဆိုရင် ကျွန်တော်နိုင်ငံလူဆိုရင်အရင်နေ့တည်းမဆုံးရှုံးတော့ဘူးပေါ့ရှင်အခုတော့မှတောင်းတထောင်ကျော်ကတက္ကသိုလ်ဝန်ထမ်းမဖြေနိုင်လေဒီတော့ဖြေလာတဲ့ကလေးတွေကိုပဲကျမတို့ကလမ်းကြောင်းလေးတစ်ခုပေါ်တင်ပေးလိုက်ပြီးတော့ကျောင်းနေခွင့်လေးတွေပြုလိုက်မယ်ဆိုရင်မသိတော့ဘူးလားရှင့်တက္ကသိုလ်တက်တာကတော့ရှင်ဒါတို့ရွေးချယ်မှုပေါ့နော်ဒေးဘက်တက်တက်အဝေးတယ်မက်တက်တက်ညီတို့ပဲစိုးစိကမှုတက္ကသိုလ်ဝန်ထမ်းအောင်သွားပြီဖြစ်တဲ့အတွက်အလောက်ကန်ခွန်လန်းလေးလည်းများလာမယ်တို့အနေနဲ့အချိန်မိုင်းလုပ်လေးလည်းလုပ်လို့ရမယ်အဲ့ဒီမှာအလုပ်လေးလုပ်ပြီးကျောင်းတက်တာလေးလည်းဖြစ်မယ်အနည်းဆုံးတော့ဘဝကိုရှေ့ဆက်ဖို့အတွက်ခွန်အားတွေရှိသွားပြီရှင့် ဒါပြင်ဟိုကျွန်မတို့ကပညာရေးဆိုတာကဒီဟာသင်ပြီးရတယ်ဒီမှာရက်တန်သွားမှမဟုတ်ဘူးလေထပ်ထပ်ပြီးတော့သင်နေရတာပဲဘာမှမထူးဘူးပေါ့နော်တက္ကသိုလ်ဝန်ထမ်းမအောင်လဲဆက်တင်ရမှာပဲအောင်လဲဆက်တင်ရမှာပဲကျွန်မပြောချင်တာလေဒီချိန်မှာဩ quality မပြည့်ပဲတင်ပြီးပေးအောင်လိုက်တော့ရောဘာဖြစ်လဲလို့တွေးကောင်းတွေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လူမျိုးဘူးဘဝမှာကိုကကျွန်တော်တို့ပညာရေးပုံစံကိုကတက္ကသိုလ်ဝန်ထမ်းလောက်နဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်တိ ဟုတ်တယ်မလားဘာမှလုပ်လို့မရဘူး။တက္ကသိုလ်ဝန်ထမ်းကြာရင်ဒါစိတ်ထက်ကြာသွားတာ။တက္ကသိုလ်ဝန်ထမ်းအောင်သွားတဲ့အချိန်ဒီမှာဘာမှမဖြစ်လာသေးဘူး။ကျွန်တော်တို့အများကြီးဆက်လေ့လာရအောင်မ။ဒီတော့လေ့လာရမယ့်အတူတူစိတ်တက်ပုံမှာပြည့်ပြည့်နဲ့လေ့လာတော့မကောင်းလားရှင်။ကျွန်မအားလေးပြောချင်တာပါရှင်။အဓိကကတော့ကျွန်မတို့လည်းတက္ကသိုလ်တက္ကသိုလ်ဝန်ထမ်းဖြေတော့အမှတ်အရန်ကောင်းပြီးတော့အောင်ခဲ့သေးမဟုတ်ပါဘူးရှင်။ဒါပေမဲ့ကျွန်မတို့ဘဝမှာလည်းဒီလိုပဲကျွန်တော်တို့ဆက်လေ့လာရတဲ့အများကြီးအများကြီးလေ့လာပြီးတော့မှလုပ်ငန်းခွင်ဝင်ရောက်ပြီးတော့လုံလောက်ရတာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဒီလူငယ်တွေအားဆိုရင်လည်းအော်ငါတက္ကသိုလ်ဝန်ထမ်းအောင်သွားပြီဆိုတော့ ခွန်အားလေးနဲ့စိတ်တက်ခွန်အားလေးနဲ့တို့လေ့လာကြရှိရလေးဆက်လက်လေ့လာပါလိမ့်မယ်ရှင့်တမတို့ဒီပိုင်းလေးမှာတော့ဒီကာလမှာတော့ဒါလေးကိုရှော့ပေါ့ပြီးတော့အောင်ချက်လေးကောင်းအောင်လို့နိုင်ငံတော်ကစီမံပေးရင်ကောင်းမှာပဲဆိုပြီးတော့ကျွန်မစဉ်းစားမိရတဲ့အတွက်ခုလိုတင်ဆက်ပေးတာဖြစ်ပါရှင့်ကျွန်မအနေနဲ့ဒီနေ့မှာတက္ကသိုလ်ဝန်ထမ်းပေါ့နော်ဖြေဆိုတဲ့ကျောင်းသားလေးကြုံရတဲ့အခက်အခဲမိဘတွေကြုံရတဲ့အခက်အခဲကိုပြောပြီးပြီဆိုတော့ကျွန်မသိရရှင့်နောက်နေ့တွေမှာနောက်ဆက်တွဲဒုတိယပိုင်းပြောရမယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့သတင်းတစ်ခုပြောပြီးလို့ရှင့်အမြဲတမ်းခွန်မှန်လေးတွေကျွန်မတို့ဌာနကိုပေါ့နော်သတင်းဌာနကိုသတင်းလေးတွေကဒီပုံစံတူတွေဝင်လာတာရှင့် တုံးတုံဝင်နေဖြေတဲ့အခါမှာမိဘတွေဘလို့တွေတော့မှစိတ်တေပေါ့နော်ညစ်ခရရတဲ့ကိစ္စတွေကြုံခဲ့ရတယ်အချို့ဆရာမတွေပညာပေးတာတွေဘလို့ကြီးကြုံရတယ်ចောင်းသားတွေမိခွန်းတွေဘလို့ခတ်တယ်ចောင်းသားတွေခက်ခဲဘလို့ရှိတယ်ဆိုတာလေးကျွန်မနောက်နေ့ကျရင်ဒုတိယပိုင်းနေတရားဖို့ပင်ဆက်မှတေးကြရရှင်ရောက်လာအောင်မှာကျွန်တော်တို့ဆိုအမှုတွေအများကြီးရောက်လာအောင်မှာမြင်အောင်နေအဲ့ဒီတရားမှာထပ်မှန်ပြီးတော့တင်ဆက်တဲ့နဲ့ဟာလေးတွေ့ရဆိုတော့ကျွန်မတင်ဆက်ပေးပါမယ်ဒီလိုတင်ဆက်တယ်ဆိုတာလည်းဘယ်သူမှမျက်နှာစီလို့လည်းဆက်ရှိလို့မဟုတ်ဘူးเนาะဒီလားအဓိကကတော့ကျမတို့ကသင်ခန်းစာယူစရာတွေကိုမိဘပြည်သူတွေရောအားလုံးသိရှိစေချင်တယ်။ကျမတို့ပညာရေးကဏ္ဍကိုကောင်းမွန်စေချင်လို့ပါရှင့်။ ဘာဖြစ်ဖြစ်ပေါ့လေကျမတို့နိုင်ငံကအဖူးအမုံလေးတွေကအများကြီးပျက်စီးသွားခဲ့ပြီပြီရှင်ဒီတော့ကြံခဲ့တဲ့အဖူးငုံလေးတွေကိုကျမတပွတ်တလေလေးတောင်မှထပ်ပြီးတော့မပျက်စီးစေချင်တော့ရှင်ဒါကျမတို့အားလုံးနဲ့တောင်းအောင်ပါရှင်ကျမတို့ကတော့ရင့်ထော်နေတဲ့တပင်းလေးဖြစ်နေပြီပေါ့နော်သာမန်လူလာပြီးတော့ခုတ်လဲမှလာကျမတို့လဲတော့မှာတောင်းတော့ရသည်ဥဒါတော့ကကျမတို့ဘာမှမဖြစ်တော့ဘူးဒါပေမဲ့အဖူးငုံလေးတွေအဲ့လိုမဟုတ်ဘူးရှင်အဖူးငုံလေးတွေအချိန်မီပျက်စီးသွားနိုင်တယ်ဒီတော့ဒီအဖူးငုံလေးတပင်းဖြစ်တဲ့အချိန်တော့ကျမတို့ကပြုစုပြောထားအောင်ပါပဲရှင် ဲ့လိုပြည့်စုံပြောထောင်တဲ့အခါမှာလည်းကျမတို့ကတစ်ပင်ကြီးတွေဖြစ်တဲ့အတွက်သူတို့လောင်းရိပ်မမိအောင်လည်းစူးစမ်းပေးရတယ်ရှင်ဒီလိုလေးရရှိရပါတော့ဒါကြောင့်ကျမအနေနဲ့ဒါလေးရှာဖွေပြီးတင်ဆက်တာဖြစ်ပါရဲ့ရှင်ကျမတို့နိုင်ငံရဲ့အနာဂတ်ကိုအားရမယ်လူငယ်လေးတွေအများကြီးကိုဖြူစင်စွာနဲ့မွေးထုတ်နိုင်ဖို့အတွက်သာဒီသတင်းလေးကရည်ရွယ်ပါတယ်ရှင်ပြီးတော့လူငယ်လေးစိတ်တက်ကြပြီးဇမ္မတမဖြစ်သွားတာမျိုးမဖြစ်စေချင်တဲ့အတွက်ကကျွန်မတင်ဆက်တာဖြစ်ပါရဲ့ရှက်ဒါလေးကတော့ကျွန်မတင်ဆက်မှုရဲ့စေတနာအရင်းခံလေးဖြစ်ပါရဲ့ရှင် ကျမရဲ့စေတနာရှင်ခံလေးကိုတာဝန်ရှိသူများနဲ့မိဘပြည်သူများအားလုံးနားလည်ခံစားမိကြမယ်လို့လည်းကျမယုံကြည်ပါတယ်ရှင်မိဘပြည်သူများရှင်ဒီနေ့ကတော့ចောင်းသား series ပေါ့နော်ကိုရရကားလူကိုចောင်းသား series ပေါ့ရှင်ချိတ်ဆက်ပြီးတင်ဆက်အောင်မဲ့တင်ရတယ်ចောင်းသားသတင်းပါပဲရှင်အခုတင်ရတော့စိတ်မကောင်းဖြစ်စရာလည်းကောင်းပါတယ်ပြီးတော့တွေးတတ်မယ်ဆိုရင်တော်တော်ကြောက်ဖို့ကောင်းတဲ့တင်လို့ပြောလို့ရပါတယ်တင်လေးမတင်ဆက်ခင်လေးမှာကျမဓာတ်ပုံလေးအယုံဆုံးပြသပါမယ်ရှင် များကျွန်မမေးချင်တာလေးရှိပါရှင့်ကလေးငယ်တဲ့နိုင်ငံရေးနဲ့ဘာလဲသက်ဆိုင်ပါလဲရှင်ကျွန်မနိုင်ငံလူရလေးတာတမိုင်းကြောင့်ပြန်နှံချင်းရှက်ဖို့ကောင်းတဲ့ကိစ္စအများကြီးလုပ်ခဲ့တာပဲနော်2021ကတမိုင်းရလေးကျွန်မတနေ့ကြလို့ရှင့်တိတိကျကျတိတိချချအချက်လက် data တွေနဲ့တက်တည်နေတကွာကိုနောင်လာနောင်လာရေးတည်အောင်ချပြခဲ့ပြီရှင်ဒီလားဘလောက်ထိတော့မှရှက်ဖို့ကောင်းတဲ့ကိစ္စတွေလုပ်ခဲ့ကြလဲဆိုတာအသက်မပြည့်သေးတဲ့ကလေးတွေအကြောင်းစိတ်လေးတွေနဲ့ဒါကိုနိုင်ငံရေးမှာအသုံးချရဲရှင့်ဘလောက်ကြောက်ဖို့ကောင်းလဲရှင့် ျမပြောပြမယ်ဒီလားစီရင်ဆီယံမအချို့ပေါ့နော်စီရင်လုတ်ကြရဲရှင်ဆန္ဒပြတော့ထွက်ပြကြရဲဒီလားအမှန်လေကျမချို့ဟာလေးတွေအားလေးဒါမပြောချင်ဘူးရှင်ဘာကြောင့်လဲဆီယံမကောင်းတဲ့သူရှိရပေါ့နော်အဲ့ဆီယံမလေးတွေအပေါ်မှာအဖြစ်ဖြစ်မှာဆိုလို့ကျမမပြောချင်ဘူးပေါ့နော်ဒါပေမဲ့ပြောမှဖြစ်မှာမလို့ပြောပြရပါ NLD မဲခိုးခဲ့ရောအကူညီခဲ့တဲ့သူတွေထဲမှာလည်းအဲ့ဒီ volunteer တော့လုပ်တဲ့ဆရာသမားအချို့ပါဝင်နေနော်။တိလာအဲ့ဒီမဲရုံတွေကအเจ้าနေမှာလုပ်တဲ့မဲရုံတွေနေပဲမဲမတမာဘူးဖြစ်ကုန်တာရှင့်။အဲ့ဒီမှာတမိုင်းမဲဆက်ကတစ်ခု ဒါအောင်ကိုပြစ်ကိုမသိပဲလမ်းပေါ်ထွက်ပြီးတော့မတရားတဲ့သူကနိုင်ငံတော်ပါဆိုပုံစံနဲ့ဆန္ဒဖြတ်ပြသေးရဲ့ရှင့်အဲ့ဒီကအပြစ်ကနောက်တစ်ခုသမိုင်းမဲဆန်နှစ်ခုဒါပြင်ကိုတောင်းသားတွေမျက်နှာမငယ်ပဲနဲ့စီဒီယံလောက်ကြတယ်ရှင့်တောင်းသားတွေမျက်နှာမငယ်ပဲနဲ့နော်စီဒီယံလောက်ကြတယ်အဲ့ဒီမှာသမိုင်းမဲဆက်က၃ခုရှိနေပြီဟာကိုနောက်ထပ်သမိုင်းမဲဆက်တစ်ခုတက်ကြံနေရဲ့အဲ့ဒါပုံပေါ်တော်တော်ကြောက်ကုန်ကောင်းပြီလားဘာလဲဆိုတော့တချို့တွေကလေစီဒီယံလောက်လိုက်တယ်ဆီယမ်မနေနဲ့သူတို့စီဒီယံလောက်တာအားမရပဲသူတို့စာတင်တဲ့ကျောင်းသားကပါစီဒီယံလောက်ခိုင်းနေရှင့်ကျောင်းသားကသူတို့စကားနားယောင်ပြီးစီဒီယံလောက်ကော အချိန်တန်းတော့နိုင်ငံတော်ကပြန်ပြီးစီဂျီအန်ဝန်ထမ်းတွေပြန်ခေါ်ပါတယ်ဆိုတဲ့အခါလဲကြောင့်သူကလုပ်ထောက်ကိုပြန်ဝင်သွားဆုတ်ခနဲအဲ့ဒီအချိန်မှာသူတို့နဲ့အတူစီဂျီအန်လုပ်ထားတဲ့အကြောင်းသားအောင်ကြတော့သူကအကြောင်းပြန်မတက်ခိုင်းမယ်လေ PTF လုတ်ခိုင်းတယ်တဲ့ဘလောက်ကြောက်ဖို့ကောင်းလဲဆရာဆရာမတွေမြန်မာနိုင်ငံမှာပေါ်ထွက်ခဲ့လဲဆိုတာစဉ်းစားကြည့်ကြပါဦးရှင်တစ္ဆာတရားကြီးပြက်ကုန်လာပြီရှင်တစ္ဆာပြက်တဲ့နိုင်ငံကပြည်စည်းဆုံးရှုံးခြင်းတွေကြောင်းရမှာပဲဒါမထူးဆန်းဘူးလားဒီတော့ကျမနေနဲ့ ဒီသမိုင်းအမဲဆက်တွေ3 4ခုမကဘောရှင်အမဲဆက်တစ်ခုလဲဆိုတော့မဘောကမှတော်တော်ဖျက်ရခတ်တာသူတို့ကအမဲဆက်၄ခုလောက်ရှိနေပြီ၄ခုရှိရနောက်ထပ်တစ်ခုထပ်ပြောပြအောင်မယ်အဲ့ဒါကြတော့ပြည်သူ့အတန်းအနေနဲ့ကျွန်မတင်ဆက်ပြီးတော့တင်ပြပေးပါဘောရှင်ဒါဥပဒေဘောင်ပြန်းနေလုံနေတဲ့ကိစ္စရရှိလို့ဘောနော်ဒါကြောင့်ကျွန်မတာဝန်သိရသူတယောက်ကပေးပို့လာဖြစ်ပါရှင်အဲ့ဒါကတော့ကြောင်ဘောင်မျိုးနယ်ကနေပေးပို့ထားတဲ့စာလေးဖြစ်ပါရရှင်။အမားရဲ့သူတို့ရဲ့မျိုးနယ်မှာဆိုရင်လည်းစီရီယံတွေပေါင်းပြီးတော့တွေ့ရှင်တင်တာတွေဘောရအောင်ဖွင့်တာတွေလောက်ပါတယ်တဲ့။ စီဒီအန်တချို့ကဆိုရင်တခြားသူနာမည်နဲ့ပေါ်လာဆောင်ဖွင့်ပါတယ်တဲ့ပြီးတော့ grade 12ចောင်းသားတွေဘောနော်သူတို့စီမှာចောင်းတက်ခိုင်းတယ်ဒါပေမဲ့သူတို့ကအထက်တန်းចောင်းနေမှာသွားပြီးမတက်ခိုင်းဘူးကိုပိုင်ចောင်းနေမှာစရင်သွင်းလာတယ်တဲ့ကိုပိုင်ចောင်းနေရနေပြီးတော့ចောင်းဖို့ချိန်ဝယ်တာဘောနော်ဥပမာဘောဒီကိုပိုင်ចောင်းမှာဒီကလေးကနာမည်စင်းရှိတယ်ဒါပေမဲ့ဒီကလေးကဒီចောင်းမှာចောင်းမှာမတက်ဘူးသူတို့ပေါ်လာဆောင်မှာနေတာသူတို့ပေါ်လာဆောင်မှာတက်တာအဲ့လိုပုံစံမျိုးပေါ့နော်ဟိုနားလေပိုင်းရိုက်လောက်တာပေါ့ရှင်ဥပဒေအပြင်ကနေလောက်တာပေါ့အဲ့လိုလောက်တဲ့အတွက်အဲ့ကိုပိုင်းចောင်းတွေကိုသူကကလေးတူအူသုံးသိန်းသုံးနဲ့ပြန်ပြီးတော့ပေးသွင်းနေတဲ့ အဲ့လိုပုံစံမျိုးလှုပ်ရှားနေနေရှင်သိလားဒီတော့ဒီကလေးတွေဟာဆိုရင်စီဒီယန်ဆရာဆရာမတွေရဲ့လှည့်ကွက်တွေကြောင့်ဘလို့ပုံစံမျိုးတွေဖြစ်နေရလဲရှင်တခြားစဉ်းစားကြည့်တာပါရှင်အကြောင်းမတက်ခိုင်းမဲနဲ့အကြောင်းခေါ်ချိန်မှာသွားပြီးဝယ်ထားတော့အဲ့ဒီမှာလည်းကလင်ကချစ်ကစပြီလေကလေးရောမသိဘူးလားသိမှာပဲရှင်ကလေးရဲ့အကြောင်းသားဘဝကအဲ့လိုကလင်ကချစ်နဲ့စတင်ခဲ့ရတယ်ဆိုတာကလေးလည်းတတတလုံးသမိုင်းမှတ်တမ်းအမဲဆက်ပါသွားမှာရှင်အကြောင်းမတက်ဘဲနဲ့အကြောင်းတက်တယ်ဆိုပြီးလိန်တာလေ ဟုတ်တယ်မလားစီရံဆံမတွေကလိန်တာအကြောင်းသားတွေကပါဝိုင်းလိန်နေဆိုတော့အဲလူလိန်နေပြီးပဲမဟုတ်ဘူးလားရှင်အဲ့ဒီလူလိန်နေကလူလားမြောက်လာတဲ့ခါကျတော့ကျမောက်နိုင်ငံဆက်လိန်မှာပေါ့ရှင်လူလိန်နေပြီးပဲဖြစ်နေတော့မှာပေါ့ရှင်ပြောကြပါဦးရှင်အကြောင်းသားမိဘတွေကရောလက်ခံတာပဲလားအဲ့တော့အကြောင်းသားမိဘလည်းလူလိန်ပဲပေါ့ရှင်ဒီတော့လူလိန်မျိုးနွယ်စုကြီးကနောက်တစ်ချိန်နာကတ်ကြီးကိုဥဆောင်မလို့လားကျမအလိုပဲပြောရအောင်မယ်စိတ်ကပေါက်လာပြီခါကျရင်တင်ဆက်ရတင်ဆက်ရနေပေါ့နော်ညီမလုံနေတဲ့ဟာကတော်တော်ဆူဆူဝါပဲရှင် နိုင်ငံတော်အနေနဲ့လည်းဒီလိုမျိုးကိုယ်ပိုင်အကြောင်းတွေကတရားစစ်ဆေးခြင်းမရှိဘူးလားလို့ပဲကျွန်မမေးခွန်းထုတ်ချင်ပါတယ်ရှင့်အစိုးရအကြောင်းတွေဆိုပုံမှန်စစ်ဆေးတယ်ဆိုဒီအကြောင်းတွေမှာရောနမဲဆင်းရှိပြီးတော့အကြောင်းတက်တဲ့ကလေးဘယ်နှဦးလဲဆိုတာစစ်ဆေးတာမျိုးမရှိဘူးလားရှင့်เจ้านี่มาဒီနှစ်เจ้าသားဥယျာဉ်တရားရှိရဲဆိုเจ้าသားတရားတော့จ้องတက်ရမယ်လေအဲ့လိုစစ်ဆေးတာမရှိဘူးလားရှင့်เจ้าသား80ပဲจ้องတက်ပြီးတော့20ရုပ်လောက်စားနေတာရှင့်အချိန်နဲ့အဲ့လိုဖြစ်နေပါရှင့်မြင်ပြပါလေဒီတော့စီရန်ဆီယာမတွေက သူ့ရဲ့ဉာဏ်တော့ကောင်းကြရဲ့နော်ဉာဏ်တော့ကောင်းကြရဲ့ရှင်ဒါတော်တော်လုံစားတက်တာပဲကျမပြောတယ်မြန်မာနိုင်ငံမှာတကယ်လို့စီးပွားရေးပညာရှင်တွေနေထိုင်တာလို့တနိုင်ငံလုံးစီးပွားရေးပညာရှင်တွေပဲဘလို့ပဲဒုက္ခရအောင်လုပ်လုပ်နော်တကူစားတော့ရအောင်အကျိုးမြတ်ရှာတတ်တယ်ရှင်အမြန်မာပဲအပြင်မဲ့ရှာတဲ့အကျိုးမြတ်ကတပိုတည်းကြည့်ရဲ့အကျိုးမြတ်ဖြစ်တဲ့အတွက်နိုင်ငံမတိုးတက်တာသိလားအများအကျိုးတက်ကြသူတို့စိတ်ဝင်စားတကူစားပဲရှာတာသူတို့လှုပ်လက်တဲ့လုပ်ရကြကလေးရဲ့ပြဿနာတက်သွားနိုင်လားအเจ้าကပြဿနာတက်နိုင်တာသူတို့မစင်စားအောင်အုပ်စုလိုက်ဝိုင်းလှိန်ကြတာနိုင်ငံတော် ဒီလိုကိစ္စတွေဆိုတော့ကျောင်းဝင်ပင်မန်းတက်ပြီးတော့ဆောင်ဝဲဖြစ်ဆိုရတဲ့ကလေးတွေအတွက်ကတရားမျှတမှုရှိပါရဲ့လားရှင်စဉ်းစားကြည့်ကြပါဦးเนาะဒီတော့ကျမနိုင်ငံစီစောလို့ပဲဒီလားစီစောနဲ့တူနေပြီကျမမြန်မာနိုင်ငံလေဒီဘက်ကဖိဟိုဘက်ကထောင်းဟိုဘက်ကဖိဒီဘက်ကထောင်းမြန်မာနိုင်ငံစီစောနဲ့တူနေပြီရှင်အခြေအနေအဲ့လိုတော့ရှိပါရဲ့เนาะဒီတော့ဒါလေးတွေကလေကျမတင်ဆက်တင်ဆက်ရတဲ့ခါကျရင်ကျမယူတော့ယူချင်တယ်ဒါဘယ်လိုအကြံပြုလို့ပြရမလဲမသိတော့ကျမမြန်မာနိုင်ငံကိုလေ ျမကြော်တဲ့တင်ဆက်တဲ့သတင်းသုံးသပ်ချက်လေးတွေအကျဉ်းပြချက်လေးထည့်သွင်းတင်ဆက်တာ哦ဒါပေမဲ့လူမျိုးပြဿနာတွေကအရင်များလာတဲ့အခါကျတော့ကျမလည်းမတွေးတတ်တော့ခေါင်းထဲမှာခေါင်းမီးတောက်နေအမြင်ရလားမသိဘူးအငွေ့တွေထွက်နေလားမသိဘူးအဲ့လိုဖြစ်တယ်ရှယ်တီလာဒီတော့နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေလည်းခေါင်းပြီးတောက်တော့မယ်လို့ကျွန်မထင်ပါတယ်။ကျွန်မကလည်းမတင်မဆက်မဖြစ်လို့သာတင်ဆက်ရတာပါရှင်။တင်ဆက်လိုက်ပြီးတိုင်းအော်နိုင်ငံတော်တာဝန်ရှိတဲ့သူတွေခေါင်းပြီးတောက်တော့မှာပဲလို့အမြဲတွေးပြီးပါတယ်ရှင်။ဒါမှလည်းဒါကတော့ဖြည့်ရှင်းတင်ပါမယ်နောက်နှစ်တင်ပါပေါ့နော်။ကိုပိုင်ကျောင်းတွေကိုဒေသလေးစစ်ဆေးတင်ပါတယ်။စီဒီယန်ဆရာဆရာမတွေပေါ့နော်လှုပ်ရှားခွင့်တွေလုပ်နေကြတယ်။ ဒီကိစ္စလေးလေးဖြေရှင်းတင်ပါရှင့်ကလေးတွေဟာတူညီတဲ့အခွင့်အရေးတွေရရှိပြီးတော့စာသင်ကြားမှသာတူညီတဲ့အကြားလက်တွေထွက်မှာပါရှင့်အဲ့လိုမဟုတ်လို့ရှင့်ကျွန်မပြောသလိုပါရှင့်အခုတွေကကလေးတွေကိုလိန်တက်အောင်သင်ပေးနေသလိုပဲရှင့်ကြောက်တက်တယ်ပြောပြီးမတက်ပဲနဲ့နေရတဲ့အလိန်နာပဲလေလိန်တက်အောင်သင်ပေးနေတာရှင့်အကောင်းပါသလားကောင်းလေမကောင်းတဲ့အတွက်နိုင်ငံတော်ကဝင်ရောက်ပြီးတော့တားနေတဲ့မှာရှင့်ဒါလေးကတော့ကျမသတင်းသုံးသပ်ချက်လေးကနေပြီးတော့မိဘပြည်သူများအားလုံးကိုစာတင်ဆက်ပေးရဖြစ်ပါရှင့် ကျမနိုင်ငံပြည်စည်းနေအခမ်းကဏ္ဍတွေကများပါတယ်ရှင်။ဒါပေမဲ့အားလုံးကိုနည်းနည်းစီတော့ပြုပြင်ရမှာပေါ့ရှင့်။ဒီလိုပြုပြင်သွားမယ်ဆိုတော့ပညာရေးကဏ္ဍမှာလည်းပြည်စည်းနေတာတွေလျှော့ပြီးတော့ကောင်းမွန်တဲ့အပိုင်းတွေများလာမှာပဲရှင့်။ဒါလေးကတော့ကျမအပြည့်အဝယုံကြည်ပါတယ်ရှင်။ဟုတ်ကဲ့ပါမျိုးရေဒီလိုဖန်လေးရလိုင်းမှာရဲဥမှန်နမည်ကြီးနဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီမှာပြည်သူရှင်းပြသွားတယ်ပေါ့နော်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မျိုးရေတီမီဆက်ကြုပ်လေကျွန်တော်ကောမန့်မှာမှတ်ချက်ကြီးပေးကြလို့ရတယ်။ကျွန်တော် channel နေဘူးတရရတဲ့အကြောင်းအရာနဲ့ဟာတာပြည်မြေဒီဆက်ပေးမှာကိုကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဗီနာ notification လေးကိုလည်းနှိပ်ခဲ့ပေးဖို့တော့ဆွေးချင်ပါတယ်။ ကျွန်တော်ရဲ့ channel ကိုအပိတ်ကြည့်ရှုသူတွေရဲ့ချင်းတိုင်းကျေးဇူးများရည်တင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆုံကြမယ်တဒါ